ျွန်တော်တို့ကလည်းပစ္စည်းနှုံးပေါ်မှာမူတည်ပြီးတော့အဆင်ပြေမဲ့ဈေးနဲ့လိုက်ကြိုက်ပြီးတက်ရတာပဲလေအရမ်းများဘယ်သူမှလာမစားတော့ဘူးပေါ့ဟိုတန်ရတန်ကြီးပဲအခုကဘာပြောသူများရှိမှ9000-6000ရောင်းနေကြတယ်ကျွန်တော်တို့ကတော့ဒီဟာ4000နဲ့ရောင်းတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီဆိုင်ကကျွန်တော်တို့ကဟို decoration ရောင်းစားတာမဟုတ်ဘူးလေကျွန်တော်တို့ကဒီစားတော့ကုန်ပဲရောင်းတော့အဲ့တော့အမြင်တော့နည်းနည်းဟို old style ကြတာပေါ့နော် ဟိုသူများလိုမှန်လုံကားနဲ့အဲအကွန်ကြီးနဲ့ဘာကြီးနဲ့အဲ့လိုတော့မဖြစ်ဘူးကျွန်တော်တို့ကတော့ old style ကြားတယ်အဲ့တော့ကျွန်တော်ဒီဈေး၄00နဲ့ရောင်းနိုင်တယ်ဝေဆောင်မှုအရန်များသွားရင်တော့ကျွန်တော်တို့လည်းတက်အောင်ပါဘောနော်အဲ့ဒီပုံစံတော့ရှိတာပေါ့ air con တွေဖွင့်ရမယ်မှန်လုံကားထားမယ်အလုပ်သမားတွေထွက်စုစုံစင်အဲ့လိုမျိုးတွေလုပ်ရင်တော့ကျွန်တော်တို့လည်းဈေးပုံယူရမှာပေါ့နော်စားတဲ့လူတွေကတော့ဒီအရသာပဲအဓိကလာစားတာပေါ့အဲ့တော့ကျွန်တော်ကဒီစားတော့ကုန်ပဲအဓိကကျွန်တော်ကလုတ်တာပေါ့နော်ဝေဆောင်မှုကတော့နည်းနည်းအားနေတယ်ပေါ့အဲ့လိုရှိတာပေါ့ ဝင်ထောင်းမှုအားနဲ့ဆိုတော့ဒီလိုမှရဲဟိုအဲကွန်းတို့ဘောင်းတို့ဟိတ်ကြီးဟန်ကြီးအကြီးကြီးမရှိတာပေါ့နော်အလုံသမားယူသေးဆက်ဆန်းနေတနတ်ရှင်းထားတယ်စားတော့ဆိုင်တော့အဲ့လိုလေးတော့ရှိပါတယ် အဖိုးကနေစရောင်းတာပေါ့အဖိုးရောင်းပြီးတော့အဖေအဖေပြီးတော့အခုတားတွေလဲရောက်မြီးလဲရောက်သွားပြီပေါ့ဆိုလို့ရှိရင်ဒီဘောက60ကျော်ပြီ60တော့90လောက်ဖြစ်သွားပြီပေါ့ကျွန်တော်တို့ရဲ့အဓိက signature ကတော့ဒီခေါက်ဆွဲစီချက်ခေါက်ဆွဲကော်ကြီးပေါ့ငပယ်လုံးအသားလုံးဒါမျိုးပေါ့ချက်ပေါင်းဘေးပေါင်းနိုင်ရောပေါ့အဲ့လည်းရှိတယ်ကစွန်းရဲ့စီချက်လည်းရှိတယ်အာ အရွက်နဲ့ပတ်သက်ကစွန်းစီချက်ရှိတယ်ကစွန်းရဲ့ကော်ရီရှိတယ်ကစွန်းရဲ့အပြုတ်ရှိတယ်အဲလိုမျိုးခေါက်ဆွဲမှာလည်းစီချက်မှာလည်းရောစားလို့ရတယ်ကော်ရီမှာလည်းရောစားလို့ရတယ်အဖေလက်ထက်ကျမှလောက်တာကစွန်းရဲ့စီချက်ကအဖေရစတာပေါ့တချို့ဆိုင်တွေကြတော့ကစွန်းရဲ့ကကြော်တာနဲ့တူတယ်ကျွန်တော်တို့ကြတော့ပြုတ်ပြုတ်ပြီးတော့ဒီစီချက်လိုမျိုးစီနဲ့နေပြီးတော့လုတ်ပေးလိုက်တာစီချက်လိုပဲလုတ်ပေးလိုက်တာဟိုးရင်ကတော့ကော်ရီမှာပဲ့မဟုတ်ပါတယ်နောက်ပိုင်းမထဲတော့တာမထဲတော့ကစွန်းရဲ့ပဲထဲတော့တယ်ကော်ရီတဲမှာဟုတ်ပဲ လူ customer ပေါ်မှာမူဒီကျွန်တော်တို့ကပြောင်းပေးရတာလေ customer ကကြိုက်တဲ့အခါကိုကျွန်တော်တို့ကထည့်ပေးရတယ်။များသောအားဖြင့်တော့ခေါင်းခေါင်းဆွဲစီချက်ပေါ့။နောက်ကကြာငဖယ်လုံးကြီးတို့အသားလုံးကြီးတို့ပေါ့နော်။အဲ့ဟာပေါ့။စီချက်ကော်ရီကတော့ကျွန်တော်တို့ရဲ့ဒီဇိုင်းအဓိကပဲပေါ့။ဖတ်ထုတ်ရတယ်။ဖတ်ထုတ်လည်းစီချက်ရတယ်၊ကော်ရီရတယ်၊အပြုတ်ရတယ်၊အကြော်ရတယ်ဖတ်ထုတ်ကလည်း။ဖတ်ထုတ်စီချက်ကလည်းဒီအသားတွေပါတွေကကျွန်တော်တို့က ready made အသားမဟုတ်ကိုယ်တိုင်လုပ်တဲ့အသားပေါ့နော်။အဲ့အသားထည့်တာ။အဲ့အတွက်ကြောင့်ဒီ ို့စတိုင်နဲ့ကိုလိုဖြစ်နေတာပေါ့နော်ဖတ်တော့ကသူများပုံစံနဲ့မတူဘူးပေါ့အဲအဲ့လိုအတွက်ဖတ်တော့ကလည်းစီချက်လဲရတယ်ကော်ရီလဲရတယ်အပြုတ်လဲရတယ်အကြော်လဲရတယ်ဖတ်တော့နဲ့ပတ်သက်လာရင်အဲ့လိုမျိုးပေါ့ဆိုတော့အသားကြိုက်အသားစားခြင်းနဲ့ဘာညာဆိုတော့ဖတ်တော့စားကြတာပေါ့အထက်ဖတ်တော့အထက်မှာအသားများတာပေါ့ ready made တော့ကျွန်တော်စီတွေပါလေကြာကိုယ်တိုင်ချက်ရတာစီရကိုယ်တိုင်ချက်ရတယ်ပဲစီစစ်စစ်ကိုယူရတယ်ယူပြီးကျက်သွန်ပါနေကျက်သွန်နေပါလေအဖြူတွေပါလေစီတက်တာတို့ဘာတို့ကကိုယ်တိုင်ချက်ရတယ် ဲ့လိုချက်လို့လေဒီစီအနံ့လေးကတင်းတာပေါ့နော်မတန့်တဲ့စီတွေပါတွေကြာလို့ရှိရင်ခဲသွားတာတို့တော့စီကြီးစော်နန်းတာတို့ဒါမျိုးတွေဖြစ်တဲ့တော့ကျွန်တော်တို့ကစီယိုတော့အဓိကကိုယ့်ကိုချက်တယ်ပေါ့နော်စီယိုကိုယ့်ကိုချက်ပြီးတော့အဲ့လိုသုံးရတယ်မှာအဓိကအတက်ကဘာလဲဆိုတော့ကျွန်တော်ဒီအချိုးငံဆက်တာပေါ့မှာအချိုးငံဆက်တာနဲ့ဒီစီပုံမှာပဲမူတည်တာပါဒီစီလေးတန်တာရယ်။နောက်စီလေးမှုေးတာရယ်ပေါ့နော်။အဲ့ရလေးကအဓိကကြမယ်။စီချက်ကတော့စီရအရေးကြီးတာပေါ့။ ကျွန်တော်တို့အဓိကအားရလေးပဲရှိတာ哦ခေါက်ဆွဲရမယ်ကြာတန်ရမယ်ညက်ခေါက်ဆွဲရမယ်ဖတ်ထုတ်ရမယ်အားရအောင်မှာကျွန်တော်တို့ကစီချက်ကော်ကြီးအဲ့လိုလုပ်တာလေဒီဒီရပဲသွားတာဒီပေါင်းနေရပဲခေါက်ဆွဲကကြာကျွန်တော်တို့ဒီဆက်ရှင်လာဥမောင်မောင်ရှိရယူတယ်ကျွန်တော်တို့အတွက်တသက်ကြိတ်ပေးတာပေါ့ကျွန်တော်တို့အဖေတွေလက်ထက်တွေကသူတို့ကကျွန်တော်တို့ကြိုက်တဲ့ပုံစံပေါ့နော်အထူးအပါပါညာအနေထားကိုသူတို့လုပ်ပေးတာကွာတာပေါ့မှာကြက်ဥပါတာတို့မပါတာတို့အဲ့လိုတွေကွာသွားတာပေါ့ယူယူဟိုတချို့ခေါက်ဆွဲတွေပါကြက်ဥတွေပဲမပါဘူးပေါ့မှာ ဟိုကြိတ်သားနဲတာတို့ကတော့ရှိတာပေါ့ကျွန်တော်တို့ကြောက်ကြိတ်သားလည်းများတယ်ကျဲဦးတို့ကတော့ပါသွားတယ်ပေါ့အားရလေးကွာတာပေါ့အဲ့တော့အညာသာမှာတော့ဘယ်လိုလဲကွာသွားတာပေါ့ပိုကကြိတ်သားများတာပါညာကြရင်နုညံ့တာပေါ့ပိုနုညံ့သွားတာပေါ့ကြိတ်သားနဲတဲ့အခါကျရင်နည်းနည်းခေါက်ဆွဲဖွာတတာဖြစ်တာပေါ့ဖွာတာပေါ့မှန်တိတ်မကောဟိုပါပေါ့စားတာဇက်တောက်ဇက်တောက်ကြီးဖြစ်တာပေါ့အဲ့လိုလေးတော့ကွာတယ်ပွဲတော်ရက်တွေပိုရောင်းရတာပေါ့တစောင်းနိုင်လို့ပါလို့ညာလို့တွေပေါ့အဲ့လိုရက်တွေကျရင်တော့ပိုရောင်းရတာနောက်တရုတ်နှစ်ကူးတို့ ျွန်တော်တို့ကဒီ12လမှာတကူးလာတော့ပိတ်တယ်တကူးလာတော့ကလေးတွေရွာပြန်ပါညာခဏနာတယ်အဲ့အချိန်လေးပဲကျန်တော့တော့အမြဲဖွင့်တယ်ဖေးရမရှိဘူးရှိတယ်အိုးအဖေတွေလက်ထက်တွေကစားတာဟိုသားတွေထိရောက်လာပြီအဲ့လိုမျိုး customer ရဲ့ရှိတယ်ဒီ landlord တွေကလူတော်တော်များများပါဘောနော်ဒီဆိုင်မှာစားတယ်ချို့ပြောင်းသွားတယ်မြောက်တကုံတောင်တကုံတို့ရောက်သွားတဲ့လူတွေလည်းလမ်းကျုံဒီမှာပဲပြန်လာစားကြတယ် အမတ်တရားကိုသူတို့လေကျိုးကဒီကနေဒီမျိုးတွေကလူတွေနိုင်ငံသားသွားကြတာများလေထိုင်ဝမ်တို့အမေရိကန်တို့ဘာလို့သွားသွားကြတာများတယ်သူတို့ဒီမှာပဲစားသွားကြတာကိုကြောင်းနေတဲ့အချိန်မှာလေးကဒီမှာပဲစားတောင်းရနေပြီးတော့နိုင်ငံသားထွက်သွားတော့သူတို့ကဒီဟာကိုသိတယ်လေအကယ်လို့ရန်ကုန်အလဲပြန်လာတယ်ဘာညာဆိုရင်လည်းတကူတကရာရှာပြီးစားတယ်ကျွန်တော်တို့ဆိုင်မှာကြက်သားရှိတယ်ဝက်သားရှိတယ်ဘဲသားရှိတယ်အမဝက်သားမစားဘူးဆိုကြက်သားနဲ့ရတယ်ဘဲသားနဲ့ရတယ်အဲ့လိုပဲအသားလုံးမှာဆိုလဲကြက်ဝက်ဘဲရှိတယ် အဲ့ဟာအရင်တုန်းကတော့ကျွန်တော်တို့ဝတ်သားနဲ့ဘဲသားနဲ့ပဲရောင်းတာများတယ်။ဟိုဟာဘာဖြစ်လဲဆိုအတုပ်ဆိုရင်လည်းအသားအသေးမြင်အတောင်ပံလဲကြောင်းအစီဘူးအရေပြားဘဲဟူဘဲတွေဒါဘဲနဲ့ပတ်သက်တဲ့ slide ပေါ့နော်အတုပ်တွေကအဲ့လိုရောင်းတယ်နောက်ပိုင်းဟိုချက်ငှက်တုပ်ကွေးဖြစ်တာတို့ဝတ်ဘာဖြစ်တာတို့ညာဖြစ်တာတို့မှာကျွန်တော်တို့အဲ့လိုလေးလိုက်ချိန်ပေးရတာပေါ့ဗျာအနေထားရပေါ့အဲ့လိုချိန်ရနေချက်ဝတ်ဘဲဒီ၃မျိုးဖြစ်သွားတာပေါ့တန်တယ်အဲ့ဒါစိတ်ချရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီချက်ပြုတ်တဲ့အိုးတွေကဝတ်ပြုတ်တာမဟုတ်ဘူး ဝက်ပြုတ်တဲ့အိုးတွေလည်းကြက်မပြုတ်ဘူးဝက်ကဝက်ကြက်ကကြက်တီးတန့်လေးထားပေးတာကြောင့်ဂျပန်ရတယ်ဘဲပေါင်းရတယ်နိုင်ရိုးပေါင်းရတယ်အဲ့ရည်သွားရောလို့လည်းမရဘူးဒီအေးပဲဆိုပြီးပြောကြတယ်မဟုတ်ဘူးတူစားရလို့တီးတယ်အရသာတီးတာကွာပါတယ်မဝက်ရည်နဲ့ကြက်ရည်နဲ့အရသာမတူတော့ဝက်သားနဲ့ကြက်သားနဲ့အသားဒီဇိုင်းနဲ့မတူအဲ့လိုကွာတယ်မစားလို့ရတယ်တတ်တက်လို့တမားလဲလွတ်လွတ်လပ်လပ်စားလို့ရတယ်တတ်တက်လို့ကိုတတ်တက်လို့စားခြင်းနဲ့လူလူတွေနဲ့တတ်တက်လွတ်နေရမယ်လို့တတ်တန်ရှင်းရှင်းနဲ့တတ်တက်လို့ပြောင်းစီစဉ်ပေးတာပါတယ် တော့ဝက်သားမစားတဲ့လူတို့လည်းဝက်လုံးဝတီးတန့်ဖြစ်စေရမယ်အဲ့လိုတော့တန်ရှင်းမှုအမကန်နေမနက်ကျွန်တော်တို့ကခွန်နိုင်ဆိုရပါပြီညညနေဆိုရင်ခွန်နိုင်ခွဲပိတ်ပါတယ်ဆိုင်ပိတ်ရတော့ရှိတယ်ပိတ်ရတော့မရှိဘူးမတခါလေးကြာမှအဲ့လိုကြံတို့ဘာတို့ကြာမှအဲ့လိုဒီမလေးအရင်ပြင်မနာပါညာနားတာတလောက်ပဲရှိပိတ်ရကတော့အမြန်ဟိုတက်တက်မရှိဘူးပေါ့နော်တောက်လျှောက်ဖွင့်လာတာများပါချက်တဲ့လူလည်းမပြောင်းဘူးလေဒါ old school တွေဒါကျွန်တော်တို့မမွေးခင်ရဲ့အကြောင်းရဲ့အစရာတွေ အဲအဲ့လိုအကိုကြီးတွေပဲဒီလူတွေချက်မယ်အဖေတွေအမေတွေချက်မယ်ကျွန်တော်တို့တာသမီတွေချက်မယ်ဒါပဲကျန်တဲ့လူမချက်ဘူးချက်ခန်းကကျွန်တော်တို့ဒီလူတွေပဲချက်ရတာကျွန်တော်ဆိုင်ဟိုဒီလိုလာအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အမတ်တရားနဲ့အကောင်းကြီးကကောင်းတာတွေရေးပေးတယ်ကွန်မန့်တွေပါတယ်မှာအဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်လို့မိသိမေကောင်းအားလုံးကိုလည်းကျွန်တော်ဘိတ်ခေါ်ပါတယ်လို့